အလုံးယောဂီသူတို့ကောင်းတို့သီလနဲ့ပြည့်စုံတော့ပါပြီသီလယူပြီးတော့ပါပြီဒါကြောင့်မိမိတို့မိမိတို့သည်သီလဝန္တပုဂ္ဂိုလ်ဆိုတဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြပါပြီတဲ့ သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သီလရှိတဲ့သီလဝန္တပုဂ္ဂိုလ်မှာသာသနာတော်မှာအကျင့်မြတ်ကိုတဆင့်တဲပြီးတော့ကျင့်ကြံကြိုးကုန်အထောက်ကြမယ်ဆိုလို့ရှိရင်ဖြင့်ဒါတမာတိဘာဝနာတမာတိအလုတ်ကိုပွားများရတဲ့အထောက်ရပါတယ်အဲဒါကြောင့်တမာတိထူထောင်ကြ သမာဓိအလုတ်ကိုလုတ်ကြထိုကိစ္စသမာဓိထူထောင်ဖို့ရာဖရာကသမာဓိဘိက္ခဝေပါဝေချသမာဟိတောယထာဘူတံပဇာနာတိစသဖြင့်ဖရာကဟောခဲ့ပါတယ်ဖရာဟောကြားတော်မူခဲ့သည့်အတန်အလုံးယောဂီသူတော်ကောင်းများကလည်းမိမိတို့မှာသီလပြည့်စုံရင်သမာဓိပြည့်စုံရင်သမာဓိပြည့်စုံလို့ရှိရင် အတိလပြည့်စုံလို့ရှိရင်တမာတိဘာဝနာအလုပ်ကိုဆက်လက်ပြီးတော့ကြိုးစားအားထုတ်ကြပါ။အီတမာတိထူထောင်တဲ့ဤဟုတော့အာလုံယောဂီသူတော်ကောင်းတွေကိုဘုန်းကြီးတို့ပြောပြသပါပဲ။တမာတိဆိုတာကဧကကတာတဲ့ဧကကတာစေတသိက်ကိုတမာတိလို့ခေါ်တာ။ เอกสุดาตะคุกะตะสุดาจะยอกผิดบ่เนิดามิมิสึกกะลิหาตะคุดีดออายุตะမျိုးดีดออายุอบอมาจะยอกผิดบ่ออจะยอกณีออผิดณีออฉิณีออအဲ့ဒါလို့ကြိုးစားအထောက်အတာကိုအလုံးယောဂီသူတို့ကောင်းတွေတမာတိလို့ခေါ်တာပေါ့တမာတိလို့မှတ်ပေါ့ ဤတခုတည်းသောအာယုံဆိုတာကယောဂီတို့ရဲ့ခန္ဓာမှာထင်ရှားသိတာတဲ့အာယုံပုံပြအာယုံအမျိုးမျိုးတို့ရှိတာပေါ့အဲ့ဒီအမျိုးမျိုးတွေက တခုတည်းသောအာယုံထင်ရှားတဲ့အာယုံသိတာတဲ့အာယုံအဲ့ဒီထင်ရှားသိတာတဲ့အာယုံဆိုတာဘာတုံးလို့မေးရင်ယောဂီတို့စဉ်းစားကြည့် အတိတာဆုံးအထင်ရှားဆုံးဖြစ်တဲ့အာယုံဟာဒါထွက်လေဝင်လေပါပဲထွက်တဲ့လေဝင်တဲ့လေအဲ့ဒီထွက်တဲ့လေဝင်တဲ့လေဘယ်နေရာကထွက်ဝင်နေသလဲလို့မေးတော့ဒါတိကက်ကေဝါမုခနိမိတ်တေဝါလို့အဲ့ဒီလေထွက်ဝင်တဲ့နေရာဌာနကိုနှစ်မျိုးတတ်မှတ်ပါတယ်နှစ်မျိုးပြခဲ့ပါတယ် နာတိကကေဝနှာခေါင်းပြနှာခေါင်းဝတမျိုးပေါ့တဏှာပေါ့နှာခေါင်းဝဆိုတာတဏှာဒါဖြင့်လူသည်နှာခေါင်းနဲ့ကြီးပဲအသက်ရှူချိုက်နေကြတာတော့မှန်တယ်သို့တော်တချို့နှာခေါင်းပိတ်နေမရှူနိုင်ဘူးမဆက်နိုင်ပါဇာဟာပြီးတော့ပါဇာနဲ့ရှူချက်ရတာရှိတယ်ဗျာ အဲ့ဒါလိုပဇာနဲ့ရှုချက်ရတာကိုမုခနိမိတ်တေဝါမုခဆိုတာပဇတ်ကိုပြောတာမုခမုခမုခဆိုတာပဇတ်ကိုပြောတာပဇတ်နဲ့လေလေကိုရှုချက်ကြရတာအခုတရားအားထုတ်နေကြတဲ့ယောဂီသူတို့ကောင်းတွေကတော့များသောအဖြစ်နာသိကကေဝါနှာခေါင်းပြနှာခေါင်းဝနှာခေါင်းနဲ့လေကိုရှုချက်နေကြတာမဟုတ်လို့ ဲ့ဒီနာသီးပြနှာခေါင်းပြနှာခေါင်းဝမှာတတိလေထားပြီးတော့အသက်ကိုမှန်မှန်ရှူမှန်မှန်ရှိုက်ပြုပြင်ပြီးတကာလရှူဖို့ရှိုက်ဖို့မလိုပါဘူးမလိုပါဘူးအောင့်ပြီးတော့လည်းမထားနဲ့ဗျာတချို့ကအောင့်ပြီးတော့နေတာအေးအောင့်ပြီးတော့မနေပါနဲ့ခန္ဓာကိုယ်ကြီးကိုတောင့်တင်းပြီးတော့ မနေပါနဲ့လွတ်လွတ်ကျွတ်ကျွတ်ထားအဲအဲ့ဒါလို့ယောဂီတို့ခန္ဓာကိုယ်ကြီးကိုလွတ်လွတ်ကျွတ်ကျွတ်ထားပြီးတော့အသက်ကိုမှန်မှန်ရှုမှန်မှန်ချိုင်ပြုပြင်ပြီးတော့ရှုဖို့မလိုက်မလိုပါဘူးဘုန်းကြီးတို့မောဟဥပဒနာဓမ္မရည်သာများမှား မိုးကိုဆိုတော့ဘုရားကြီးရဲ့ဥပနိုင်တရားအတိုင်းပါပဲပြုတ်ပြင်ပြီးတော့မရှူမချက်ရပါဘူးအေးမှန်မှန်ရှူမှန်မှန်ချိုက်တော့ယောဂီကလေကိုရှူချိုက်တဲ့နေရာဌာနဖြစ်တဲ့နှာတိပြနှာခေါင်းပြနှာခေါင်းဝါမှာတတိလေကတ်ထားတော့တတိလေထားနေတော့လေဆိုတဲ့သဘောဟာ ပထဝီအဘောတိဇောဝါယောတဝါယောတဝါယောတတိသူရဲ့သဘောသူရဲ့လက္ခဏာကဝါယောဓာတုဝိခံပနလက္ခဏာသူရဲ့လက္ခဏာကိုကြည့်လိုက်တဲ့အခါကျတော့ဝိခံပနလက္ခဏာရှိတယ်တွန်းကန်လှုပ်ရှားတဲ့လက္ခဏာရှိတယ်တွန်းတယ်ကန်တယ်လှုပ်ရှားတယ်အဲ့ဒီလက္ခဏာရှိတယ် ဲ့ဒါကြောင့်ထွက်တဲ့လေကထွက်တော့မဟိဆိုတဲ့အခါကျတော့တွန်းကန်လှုပ်ရှားပြီးတော့ထွက်ရတာအဲ့ဒီခါအဲ့ဒီလေကယောဂီတို့ရဲ့နာတိပြနှခေါင်းပြနှခေါင်းဝါလို့ဆိုတဲ့ကာယပဒါဒကိုအကြည်ယုတ်ပြန့်နှံ့နေတဲ့နေရာလေးတွေရှိတယ်ဗျာအဲ့ဒီနေရာတဏှာရမှာလေကထိသွားတယ်လေထိသွားတာ အဲ့ဒီထိတာကို ဖုသနဌာနလို့ခေါ်ပါတယ်ဖုသနဆိုတာတွေ့တာထိတာတွေ့ထိတာကို ဖုသနအေးအဲ့ဒီနေရာမှာလေကတိုးစွာထိစွာတိုက်စွာတော့ယောဂီသိတာပေါ့တတိနဲ့နေတာကိုအဲ့ဒါလို့တတိနဲ့နေတဲ့အတွက်ကြောင့်သိပြီဆိုလို့ရှိရင် အဲ့ဒါလို့တူထိတိုက်သွားတာကိုသိတဲ့ဖြင့်အော်ဒါထွက်လေပဲထွက်လေလို့နှလုံးသွင်းရတယ်ထွက်လေထွက်တဲ့လေအပြင်ကိုထွက်တဲ့လေဝါယောတပဲအသက်ကောင်လက်ပြကောင်ဝิญဉ်ကောင်မဟုတ်ပါဘူးလေဓာတ်ယုတ်ပရမတရားပါပဲအေးဝင်တဲ့လေဝင်တဲ့ခါကြတော့လေထုတ်တူပေါ့ အဲ့ဒီနှာသီးပြနှာခေါင်းပြနှာခေါင်းဝကပဲဝင်ရပါတယ်အဲ့ဒီမှာတတိကထတော့လေဝင်တဲ့အခါမှာလေဝင်လေကလေတွန်းကန်လှုပ်ရှားပြီးတော့ဝင်ရတာဗျာအဲ့ဒီခါအယောဂီရဲ့နှာသီးပြနှာခေါင်းပြနှာခေါင်းဝတဏှာရာမှာတိုးသွားတယ်ထိပ်သွားတယ်တိုက်သွားတယ် เออไอ้ห่ากูติดะเพียงอ๋อด่าวินลีเบ้วินลีวินลีวินดาอัตตกองเล็บยากองวุญญีกองบ่หอบบูวาโยดาตุวาโยดะเบ้เออไอ้เดโลอาลองโยคีตุรโกงนี่ถั่วแตลีถั่วแตขามาลีติดิဝင်တဲ့လေဝင်တဲ့အခါမှလေးပဲတိတ်တယ်တဲ့ တိ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 နေအောင်ကြိုးစားရတယ်။အေးတိတိနေတယ်ဆိုတာကနှခေါင်းကိုတိနေသလားလို့ဆိုတော့မဟုတ်ဘူး။နှခေါင်းကိုတိနေတာလည်းမဟုတ်ဘူး။နှခေါင်းကတိနေတာလည်းမဟုတ်ဘူး။ဝါယောဓာတ်ကိုတိနေတာ။ထွက်တိုင်းဝင်တိုင်းတိနေတာ။အေးအဲ့ဒါလို့တိပြီးတကလာနေတော့တတိတေတိအောင်ကြိုးစားရတယ်။ တောက်ချောက်သိနေအောင်ကြိုးစားရတယ်ဒါလိုသိနေရင်ကပဲတခါတခါကြတော့အဲ့ဒီသိနေတဲ့စိတ်ဟာအဲ့ဒီသိနေတာကိုမသိတော့ပဲနဲ့တခြားနေရာကို ရောက်ရောက်သွားတတ်တာရှိတယ်ဗျာတခြားအာယုံတွေစီကိုရောက်သွားတတ်တယ်အေးအဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတွေစိတ်ဆိုတာ အာယုံတစ်မျိုးတည်းအပေါ်မှာမပြောမွေ့ဘူးစိတ်ရဲ့သဘောကအာယုံအမျိုးမျိုးစီကိုလှဲ့လဲကြက်စားပြီးသကားလားနေရမှာပြောမွေ့တယ်စိတ်ရဲ့သဘောအဲ့ဒါလို့အာယုံအမျိုးမျိုးစီကိုလှဲ့လဲကြက်စားပြီးသကားလားပြောမွေ့လို့အာယုံအမျိုးမျိုးစီမှာစိတ်ကိုထားလိုက်မယ်ဆိုလို့ရှိရင်အေးအဲ့ဒီစိတ်ကလေ ပါပသမိန်ရမတိမနောတဲ့မနောစိတ်တိပါပသမိန်မကောင်းမှုမှာရမတိမွလျောတဲ့မကောင်းတဲ့အာယုံစီရောက်ရောက်သွားတတ်တယ်မကောင်းတဲ့အာယုံတွေဖက်ကိုကြီးပဲရောက်ရောက်သွားတတ်တယ်ယောဂီအဲ့ဒါကြောင့်မရောက်ရအောင်ဟိုဝိရိယလေးနဲ့ထိမ့်ပေးရတယ်နော်ဝိရိယလေးနဲ့ထိမ့်ပေးဝိရိယလေးနဲ့ထိမ့်ပေး ဤအဲ့ဒါလိုအာရမ္ဘဝိရိယပရကမဝိရိယလို့ဝိရိယကအမျိုးမျိုးရှိအာရမ္ဘဝိရိယဆိုဒီမှာ အစပထမအာထုခာဇကထဲ့ပြီးတော့ကြိုးစားတဲ့ဝိရိယအာရမ္ဘဝိရိယအဲ့ဒီဝိရိယထက်တဖန်တဆင့်တင်ပြီးတကာလကြိုးစားမယ်ဆိုလို့ရှိရင်ပရကမဝိရိယ ပရကမရှောင်းဆိုတာဇဂိုင်းမှာရှိတယ်ဇဂိုင်းတော့ပရကမရှောင်းဤဝိရိယကိုတင်း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 ပြီးတော့ကြိုးစားရတယ်အထောက်ရတယ်ဤအဲ့ဒီတော့အာလုံးယောဂီသူတို့ကောင်းတွေအာရမ္မဝိရိယပရကမဝိရိယအဲ့ဒီဝိရိယတွေကိုတဆင့်မီးတဆင့်တဆင့်မီးတဆင့်တင်း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 ပြီးတော့ပေး အဲ့ဒါလို့ပြေဖန်များလာတဲ့ခါကြတော့ဝိရိယဟာအားရှိလာတယ်အားကောင်းလာတယ်ဝိရိယအားကြီးလာတယ်ဝိရိယဘူဖြစ်လာတယ်ဝိရိယဝိရိယန္တရီဝိရိယဘူပေါ့ဣန္ဒြေထိုက်တဲ့တရားတွေပဲဣန္ဒြေဆိုတာကြီးစိုးတာအစိုးရတာစီးကြီးစိုးတာကိုဣန္ဒြေလို့ခေါ်တယ် အဲ့ဒီဝိရိယရှိနေရင်ဒီပြန်တခြားသောတရားတွေမဝင်လာဘူးမဝင်နိုင်ဘူးသူကကြီးစိုးနေတာကိုကြီးစိုးနေတော့တခြားသောတာမညတရားတွေမဝင်နိုင်တော့မဖြစ်နိုင်တော့ဘူးအဲ့ဒါကြောင့်အာလုံယောဂီသူတို့ကောင်းတွေဝိရိယကြီးစိုးနိုင်အောင်အနေတွေထိုက်အောင်ကြိုးစားပါတတိထဝိရိယစိုက် အဲ့ဒါလို့တတိထဝိရိယစိတ်ဖန်များလာတဲ့ခါကြတော့စိတ်ကလေးကမထွက်တော့ဘူးဗျာမိမိတို့ချွတ်မှန်နေတဲ့နှလုံးသွင်းနေတဲ့အာယုံပြုတ်နေတဲ့အာယုံအပေါ်မှာပဲတည်ငြိမ်ပြီးတော့လာပါတယ်အဲ့ဒါသမာဓိလို့ခေါ်တာပေါ့သမာဓိလို့ခေါ်သည်အကက်ကတာလို့လည်းခေါ်ပါတယ်သမာဓိလို့ခေါ်ပါတယ်သမာဓိ အဲ့ဒါလို့သမာဓိဖြစ်ဖို့ရသမာဓိထူထောင်ဖို့ရဖရာကသမာဓိဘိက္ခဝေပါဝေထဘိက္ခဝေရှိသရှိသမိတို့သမာဓိသမာဓိဆိုတဲ့တရားကိုပါဝေထပွားများကြအထောက်ကြသမာဓိထူထောင်ကြသမာဓိအလုတ်ကိုလုတ်ကြဖရာက ယခုလိုယောဂီတို့လိုတရားအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကိုဘုရားကဤကဲ့သို့ဆုံးမတော်မူ၏ပါတည်းဘုရားအဆုံးအမအတိုင်းပဲအခုကြိုးစားနေကြတာအားထုတ်နေကြတာအဲ့ဒါကြောင့်ဝိရိယလေးတင် ပြီးသကာလစိတ်ကိုတခြားတစ်ပါးအာယုန်တွေစီကိုရောက်မသွားရအောင် စိတ်ကိုထင်းပြီးစကားလားစိတ်ကိုအေးအေးချာအေးအေးချာပြာမများနဲ့ပြာမများရဘူးအေးစိတ်ကိုဤကဲ့သို့ထင်းပြီးစကားလားတမာတိဘာဝနာပွားများကြမယ်အထောက်ကြမယ်တမာတိထူထောင်ကြမယ်ဆိုလို့ကြည့်ရင်မကြခင်စိတ်တီးလာငြိမ်လာတာပေါ့ဗျာ စိတ်ဒီမှကိုငြိမ်ပါတယ်စိတ်မတည်ရင်ကိုကတလှုပ်လှုပ်ဖြစ်နေတာကိုတလှုပ်လှုပ်ဖြစ်နေတာဘာကြောင့်ဖြစ်တော့စိတ်မတည်လို့ဖြစ်တာစိတ်တည်တဲ့ယောဂီမှာငြိမ်လို့ငြိမ်လို့လှုပ်ကိုမလှုပ်တာလှုပ်ကိုမလှုပ်တာစိတ်ကိုတည်လို့စိတ်ဒီမှကိုငြိမ်တာကိုစိတ်မတည်လို့ကိုမငြိမ်ဘူးဖြစ်နေတာတလှုပ်လှုပ်တရရဖြစ်နေ ကာယိကဝိရိယဟိုကာယိကဝိရိယနဲ့ထိမ့်တလုံးလုံးဖြစ်လာရင်ထိမ့်ထိမ့်ထိမ့်ရတယ်ထိမ့်ရတယ်စေတသိကဝိရိယစိတ်ကိုထိမ့်ရတယ်ကာယိကဝိရိယစေတသိကဝိရိယဝိရိယနှစ်မျိုးပေါ့အေးအဲ့ဒါလို့ကာယိကဝိရိယကိုယ်ကိုလေးပဲထိမ့်ရပါတယ် ဤအဲ့ဒါလို့ထိမ့်လို့ယောဂီတို့သမာဓိဖြစ်လာပြီဆိုတဲ့အခါကြတော့အဲ့ဒီသမာဓိကိုခဏိကသမာဓိလို့ခေါ်တာဝိပဿနာအလုပ်လုပ်မဲ့ယောဂီမှာခဏိကသမာဓိလောက်လိုအပ်ပါတယ်အပ္ပနာသမာဓိတို့ မလိုပါဘူးတဲ့အပ္ပနာဇောစိတ်အောင်ထိမလိုပါဘူးအပ္ပနာသမာဓိဖြစ်အောင်မလိုပါဘူး ခဏိကသမာဓိလောက်ဖြည့်ရင်တော်ပြီခဏိကသမာဓိလောက်ရရင်တော်ပြီအဲ့ဒီခဏိကသမာဓိနဲ့ခန္ဓာမှာစောင့်ကြည့်စောင့်ကြည့်ယောဂီခန္ဓာမှာစောင့်ကြည့်တရားဆိုတာစောင့်ပြီးတော့ရှုရတယ်မနေ့ကဘုန်းကြီးပြောခဲ့ပါတယ်မိလင်္ဒမင်းကြီးနဲ့ရှင်နာကသိန်တို့အမေဖြေပြုတ်ကြတဲ့အခါကြတော့ရှင်နာကသိန်က ပင်ကူကောင်ကိုဥပမာပြထတာပင်ကူကောင်သူတော်ရကရှီမြင်လို့အရာဝတ္ထုတွေထုတ်ပြီးတော့အိမ်ပြုတ်လောက်တယ်ပင်ကူအိမ်လို့ခေါ်တာပေါ့ယောဂီတို့မြင်ဘူးပါတဲ့ပင်ကူအိမ်ပင်ကူအိမ်ဆိုတာပင်ကူကောင်ကပြုတ်လောက်ထတာဘာအတွက်ပြုတ်လောက်ထတော့အော်သူကပင်ကူအိမ်ကကြည်လိုက် ဟိုပိုက်ကွန်ကွန်လိုပါပဲလှုပ်ထတာအဲ့ဒီမှာရှင်ကောင်တို့ယင်ကောင်တို့အဆတ်ရှိတာတွေပေါ့ပိုကောင်မောကောင်တွေဟိုမှဒီမှာလှက်လေပြန်စမ်းတဲ့ခါကြတော့သူပြုတ်လှုပ်ထားတဲ့ပင့်ကူအိမ်မှာဝင်ဝင်တိုးတာဗျာမမြင်လို့တိုးတာပေါ့ ဲ့ဒါလို့တိုးရင်တိုးတဲ့နေရာကလှုပ်သွားတာနော်တိုးတဲ့နေရာကလှုပ်သွားတယ်အဲ့ဒီလှုပ်သွားတဲ့နေရာကို ပင်ကူအိမ်ကပင်ကူကောင်ကအလေကနေစောင့်နေတာလှုပ်ရင်လှုပ်တဲ့နေရာလိုက်ပြီးတော့ ဖမ်းမလို့စောင့်နေတာစောင့်နေတာစောင့်နေတာလှိပ်ပတ်သွားလာနေတာမဟုတ်ဘူးအလေကောင်ကစောင့်နေတာ အဲ့ဒီတော့လှုပ်လှုပ်တဲ့နေရာလိုက်ဖမ်းတယ်အရှင်မိတယ်ဗျာအဲမိနေတဲ့တတ်တော်ဟာမသိသေးဘူးအရှင်မိတယ်အေးပြီးတော့သူ့နေရာသူပြန်ထိုင်တာပဲဗျာအေးအဲ့ဒါကြောင့်ယောဂီတို့ရဲ့ခန္ဓာဟာပင့်ကူကောင်လှုပ်ထတဲ့အိမ်နဲ့တူတယ်လို့ပဲဆိုလိုက်ပါတော့အဲ့ဒီမှာအာလုံးယောဂီသူတို့ကောင်းနေ အာယုံတွေကဝင်တိုက်မှာဗျဝင်တိုက်မှာဝင်တိုးမှာခန္ဓာအိမ်ကြီးကပင့်ကူကောင်လှုပ်ထတဲ့အိမ်အိမ်နဲ့တူတယ်ပင့်ကူအိမ်ဆိုလိုက်ပါတော့အဲ့ဒီမှာရှင်ကောင်ယင်ကောင်စသည်တို့နဲ့တူတဲ့အာယုံအတန်အစင်းအာယုံဝင်တိုက်ဝင်တိုးမယ်ဘယ်နေရာဝင်တိုးမလို့ ယောဂီတို့သိပါပြီအတန်အာယုံဝင်တို့မယ်နားမှာဝင်တို့မယ်မျက်စိမှာဝင်တို့မယ်နှာခေါင်းမှာဝင်တို့မယ်အေးရှားမှာရှားဘုံမှာဝင်တို့မယ်ကိုယ်မှာဝင်တို့မယ်ဟောဒီကိုကာယလို့ခေါ်တဲ့ကာယပဇာတကိုအကြည်ရုပ်တွေပြန့်နှံ့လျက်ရှိတဲ့ ပင်ကူအိမ်နဲ့တူတဲ့ဟိုဒီကိုကာယမှာဝင်တို့မယ်ဖောတ္တပယုံလို့ခေါ်တယ်မနောဓမ္မယုံကဝင်တို့မှာပေါ့ဗျာအေးအဲ့ဒါလို့တိုးတန်တိုးတန်အလုံးယောဂီသူတို့ကောင်းတွေမြင်စိတ်တွေဖြစ်တယ်ကြားစိတ်တွေနမ်းစိတ်တွေစားစိတ်တွေရတယ်ရမှန်းသိတယ်နားတယ်နားမှန်းသိတယ် ပူတယ်ပူမှန်းသိတယ်အေးတယ်အေးမှန်းသိတယ်လှုပ်တယ်လှုပ်မှန်းသိတယ်အဲ့ဒါလို့ခန္ဓာကိုယ်မှာဟိုနေရာဒီနေရာတကူလုံးမှာတကူလုံးတကူလုံးတကူလုံးဟာခုနကပင့်ကူကောင်လှုပ်ထတဲ့အိမ်လိုပါပဲအဲ့ဒီမှာဝင်တိုးတိုးတိုးတဲ့နေရာကမြင်စိတ်ကြားစိတ်နံစိတ်စားစိတ်တွေပေါ်တယ်ဆိုတာအပွင့်တတ်တွေပေါ်တာ အဲ့ဒီပေါ်ပေါ်တဲ့နေရာစီဟောပင်ကူကောင်နဲ့တူတဲ့ဉာဏ်စိတ်ကလက်ရှုလက်ကြည့်လက်ရှုလက်ကြည့်လက်ရှုလက်ကြည့်အေးအဲ့ဒါလို့ရှုတာဟာလိတ်ဖန်းတာပေါ့ဗျာရှုတယ်ဆိုတာလိတ်ဖန်းတာပင်ကူကောင်နဲ့ဥပမာဥပမေယခန်းနှိုင်းပြီးတော့ပြောရင်လိတ်ဖန်းတာပင်ကူကောင်လိတ်ဖန်းတယ်လို့ဖန်းတာ အေးအဲ့ဒါလို့ဖမ်းတော့ခုနကဘုန်းကြီးပြောခဲ့တယ်ပင့်ကူကောင်ကအရှင်မိတ်တယ်ယောဂီတို့အရှုကံအရှုကံအရှုကံတရားကပြက်ပြက်သွားတာဗျယောဂီတို့ဟောတိုးတယ်လို့သိရင်ပဲလိုက်ရှုဟောပြက်သွားပြီ လိုက်ရှုပြတ်သွားပြီလိုက်ရှုပြတ်သွားပြီလိုက်ရှုပြတ်သွားပြီမရှိတော့ဘူးမရှိတော့ဘူးမရှိတော့ဘူးဆိုတာပဲတွေ့ရတာရှိတာကိုမတွေ့ပါဘူးအေးမရှိတာဟာအလုံးယောဂီသူတို့ကလည်းသိသွားလို့ပေါ့ဗျာပြတ်သွားလို့ပေါ့အဲ့ဒါကြောင့်ဉာဏ်နဲ့လိုက်ရှုတဲ့ယောဂီမှာဉာဏ်နဲ့လိုက်ဖမ်းတဲ့ယောဂီမှာ အသေးကြီးပဲမိတာအသေးကြီးပဲတွေ့နေတာရှုလိုက်ဟောသေးသွားပြီရှုလိုက်မရှိတော့ဘူးရှုလိုက်မရှိတော့ဘူးအသေးကြီးပဲတွေ့နေတာအသေးတွေ့အောင်ရှုအသေးမြင်အောင်ရှုအေးအဲ့ဒီတော့ယောဂီတော့ခန္ဓာကိုရှုနေတာမဟုတ်လို့ဒီအသေးဟာသူများအသေးလားလို့ဆိုတော့ သူများအသေးမဟုတ်ဘူးကိုယ်အသေးကိုယ်အသေးနေတာအေးသူများအသေးမြင်တာယောဂီတို့စဉ်းစားကြည့်သူများအသေးမြင်တော့ဩငါလည်းသေးရအောင်မှာပဲသူခမားတို့သေချာပြီငါလည်းဒီနေ့ကျသေးရအောင်မှာပဲအဲ့ဒါတာဝေကညာဗျသူများအသေးမြင်တာတာဝေကညာရတ ကိုယ်တည်းကိုမြင်တာကတော့အလုံးယောဂီတို့တို့ကောင်းတယ်ဝိပဿနာဉာဏ်လို့ခေါ်တယ်ဗျာကိုယ်တည်းကိုမြင်တာဝိပဿနာဆရာတော်ကြီးဆုံးမတယ်မုဂ္ဂဆရာတော်ကြီးဆုံးမထားခဲ့တာကိုယ်တည်းကိုမြင်တာဝိပဿနာသူများအတည်မြင်တာတန်ဝေကအေးတန်ဝေကဉာဏ်နဲ့နိဗ္ဗာန်မဲ့ဖို့မရပါဘူးမရနိုင်ဘူး ဝိပဿနာဉာဏ်နဲ့မှရနိုင်ပါတယ်အဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတို့ကိုယ်အတီကိုမြင်အောင်ရှုမှတ်ပွားများအထုတော်မူကြပါယောဂီသူတို့ကောင်းတို့조사ကြပါ조사ကြပါအထုတ်ကြပါကိုယ်조사မှကိုရမယ်ကိုယ်အထုတ်မှကိုရမယ်ယောဂီသူတို့ကောင်းတို့